မီမင်္ဂလာပါကိုလူတို့အခုကျွန်တော်ကဇာရေးဆရာတင်ညွန့်ရေးသားတဲ့မီးဆိုတဲ့ဝတ္ထုကိုအပိုင်းသုံးနေနဲ့ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါဦး။ ျွန်တော်နဲ့မမျမီကျွန်တော်အဲ့ရကစောစောထားလေးရှိသည်ကျွန်တော်အခန်းပေါ်ကိုသိန်းဟန်ကအိတ်ကောင်းတုံးသူကညှိနှက်သည်ထိစာဖတ်နေသည်ကျွန်တော်တနာရင်ထိုးသည်ဖြစ်အဲ့ရဝင်သည့်တိုင်သူကမီးဖွင့်ထားပြီးချင်းအောင်ထဲမှာလှဲ၍စာဖတ်နေသည်မနက်9နာရီထိုးတော့ကျွန်တော်က မျက်နှာတစ်ပြီးအပြင်ကိုလမ်းလျှောက်ထွက်သည်အမျိုးသမီးဆောင်မဆရာမများပီတီဝုဆုံတီရှပ်ဖြူဘောင်းမီဖြူတွေနဲ့ဆောင်းထဲကထွက်လာကြသည်သူတို့တီတီစီကစားခွင်းထဲတွင် ကာယလေ့ကျင့်ခန်းများ သွားလုပ်ကြပြီလိမ့်မည်ကျွန်တော်ကတော့ပီတီလေ့ကျင့်ခန်းကိုဘယ်တော့အခါမှမဆင်းသူဖြစ်သည် ကျွန်တော်ဥဒီယာမှာလက်ဖက်ရည်ဆိုင်ကိုဖြစ်သည် ။တင်းနေကွင်းဤဝန်ထမ်းအိမ်ရာတွင်လက်ဖက်ရည်ဆိုင်ကလေးဆိုင်ဖြန့်ထားသည်။ထိုဆိုင်နှင့်မျက်နှာချင်းဆိုင်၌စိမ်မန်းပင်ကြီးတစ်ပင်ရှိသည်။ထိုအပင်အောက်တွင် ခုံနှိတ်လေးများခင်းထားသည်။ကျွန်တော်ကထိုခုံတွင်ဝင်ထိုင်လိုက်ပြီးလက်ဖက်ရည်တစ်ခွမှားလိုက်သည်။ထိုနောက်ယူလာသောစာအုပ်ကိုဖြန့်ကဖတ်နေမိသည်။ဒီမှာဆရာကြီးထိုင်မယ်နော်ဟုတ် ပြောတဲ့ကြားလိုက်ရတဲ့ဖြစ်မို့ကြည့်လိုက်ရမမြမီဖြစ်နေသည်အာမမြမီထိုင်လေမမြမီကစဖို့ရှက်အဖြူရောင်ဘောင်းမီရှိအဖြူရောင်နဲ့ဖြစ်နေသည်ဩပီတီဆင်းပြီလို့လာတာလားမဟုတ်ဘူးဆရာဒီဘက်ကိုသွားတယ်လို့တငငချင်းကပြောတာနဲ့လိုက်ခဲ့တာပီတီမဆင်းဘူးပေါ့ဘိုက်စာလို့နောက်ပြီးအဲ့ဒီအလုပ်ကြီးလည်းမလုပ်ချင်ဘူး ကျွန်တော်လေပီတီလက်တံများနေပြီ။လပိတ်မှလေ။လပိတ်မတော့တော့မွေးငါစားမလို့။ဆရာလည်းစားလေ။စားတော့ဘူး။ကျွန်တော်ကအဆောင်ပြန်ပြီးထမင်းစားမှာ။ပယ်ဟင်းမယ်မတ်စရာကောင်းလုံးလို့။မတ်တယ်လို့တော့မဟုတ်ဘူးပေါ့။ဘိုက်ပြည့်အောင်တော့စားရတာပဲ။နေပါဦး။ဘာစားအုပ်ကိုဒဲကြီးမဲကြီးဖတ်နေရလဲ။ကျွန်တော်က ဖလက်ဆန်နီယာကိုစာရွက်လေးခောက်ပြီးစာအုပ်ကိုသပွဲပေါ်ချလိုက်သည်မမမီယာကောက်ကြည့်ပြီးအော်ဆရာလည်းဒီလိုစာတွေဖတ်တယ်ပေါ့ဘာဖြစ်လို့လဲမမမီကျမကအဲ့ဒီရုပ်ဝါဒတွေဘာတွေဆိုရင်တိတ်မုန်းတာဘာဖြစ်လို့လဲမမမီကျွန်တော်ဖတ်နေသည့်စာအုပ်မှာဆရာမြတ်တန်းတင်ရေးသည့်တမိုင်းဆိုင်ရာရုပ်ဝါဒစာအုပ်ဖြစ်သည် အနေကမှလေတံလမ်းမေးစာအုပ်တန်းကရခဲ့ခြင်းဖြစ်သည်ကျမအဖေကကွန်မြူနစ်လေသူ့ဘဝတစ်ချောင်းလုံးဘကိုးရုံမှတော်ရီထဲမှာတားပစ်မရားပစ်နဲ့သူ့ခံယူချက်ယုံကြည်ချက်တိုင်းနေပြီးသေသွားရတာအော်အဲ့ဒါမုန်းစရာလားဗျာအဖေကိုမမုန်းပါဘူးဒါပေမဲ့အဖေဖတ်တဲ့စာအုပ်တွေကိုမုန်းတာကျမငငယ်လေးကလေးကအဖေတော့ခိုးသွားတယ်ဒါပေမဲ့အဲ့ဒါအဖေကိုနောက်ဆုံးတွေးလိုက်ရတာပဲ ။နောက်တော့အဖေသေသွားပြီလို့ကြားတယ်။ဖေသေတော့အမေကဖိတ်စာအုပ်တွေအကုန်လုံးသူ့များကိုပေးပစ်လိုက်တယ်။အတ္တာနဲ့ကျွန်တော်ဖတ်နေတဲ့ရုပ်ဝါဒနဲ့ဘလို့များပတ်သက်နေလဲမမြမီ။ကွန်မြူနစ်စာပေတွေကိုဖတ်နေတဲ့သူတွေဟာကွန်မြူနစ်စိတ်ဓာတ်တွေရှိမှာပဲလေ။ကွန်မြူနစ်စိတ်တယ်ဆိုတာဘာလဲမမြမီဆရာသိကျင်လို့မေးတာလားမသိလို့မေးတာလား ဆရာပုံကမသိလို့မေးတာမျိုးမဟုတ်ဘူး။ကျမကိုခနဲ့ကျင်တယ်လို့လုံနဲ့မေးနေတဲ့ပုံမျိုး။ဒုစင်မမမြီမှားထားသည့်မုံင်းကားရောက်လာသည်။စားပါမမမြီကျွန်တော်မေးတာကိုအလေးမထားပါနဲ့။မမမြီကမုံင်းကားစားသည်။ကျွန်တော်ကလဖက်ရည်တောက်သည် ကစားပြီးသောအခါတွင် သူ့ရှိ၌ချထားသည့်ကျွန်တော်စာအုပ်ကိုပြန်ပေးရင်ဆရာ လက်တွေ့ကြတဲ့ဘဝထဲမှာပဲရှင်သန်စေခြင်း ਨੇ မမြမီကိုကျွန်တော်မငင်းခြင်းကျွန်တော်စိတ်ကူးမရင်တတ်ပါဘူးကျမတို့ခေါင်းစဉ်ပြောင်းရအောင်မမြမီကျွန်တော်မေးမယ်မေးမယ်နဲ့မမေးပြတဲ့မေးခွန်းတစ်ခုရှိတယ် ။ဘာများလဲဆရာ။မမမီနမေဟိုပါ။အမျိုးသမီးတွေထဲမှာဆိုရင် အတော်လေးမှဲ့ခဲ့တဲ့နမေပဲလို့ထင်တယ်။ကျွန်တော်အမြင်ပြောရရင်မမမီအဖေကသိန်းဖေမြင့်ဝတ္ထုတွေကိုအတော်လေးစွဲခဲ့ပုံပေါ်တယ်။ဒါကြောင့်သိန်းဖေမြင့်ဝတ္ထုတွေရဲ့ဇက်ကောင်ဖြစ်တဲ့မမမီဆိုတဲ့နမေလေးကိုကြိုက်ပြီးတော့ပေးခဲ့တာလား။မားတယ်ဆရာမားတယ်ဟုတ်လား ဖေကတိမ့်ဖေမြင့်ကိုတိတ်မုန်းတာလို့အမေကပြောမှုတယ်အမေကလည်းတိမ့်ဖေမြင့်ကိုဖောက်ပြန်ရင်းသမားလို့သုံးတတ်တယ်ကျမနမေကိုအဖေပေးတာမဟုတ်ဘူးအမေကပေးခဲ့တာမမ်းမြမီအမေကလည်းစာဖတ်သလားအမေကကြောက်ဆရာမလေးစာသိပ်ဖတ်တယ်ကျမလည်းစာဖတ်တဲ့ဝါသနာကိုအမေစီကနေရခဲ့တာဒါပေမဲ့အမေနဲ့ကျမဖတ်တာကအဖေဖတ်တဲ့စာမျိုးတွေမဟုတ်ဘူး ဆရာအခုဖတ်နေတဲ့စာမျိုးတွေမဟုတ်ဘူးကျမတို့သားမီးနှစ်ယောက်စလုံးကရတစာပေတွေပဲကြိုက်တာဒါဆိုရင်မမမီလို့ဘာဖြစ်လို့ပေးတာနေပါဦးဆရာကမေးစမ်းပြရစီဘာများလဲကျမနမေဦးမှာဆရာကဘာဖြစ်လို့စိတ်ဝင်စားနေရတာလဲကျွန်တော်သူပြောလိုက်မှစကားဆက်ရင်ဆုံးအသွားသည်ကျွန်တော်လည်း ုကုကုဘာဖြစ်လို့သူ့နမဲအကြောင်းမေးနေမိမှမသိဆရာနေ့လခင်ကြရင်စာကြည့်တဲ့ကိုလာအောင်မလားလာစရာတော့မရှိဘူးဗျနေ့ခင်းတနင်္ဂနွေလောက်ရန်ကုန်မြို့ထဲကိုသွားစရာရှိတယ်နှစ်နိုင်မှအတန်းတစ်ခုရှိတယ်လေကျွန်တော်မတက်တော့ဘူးပမုခဌာနကိုတိုင်းလက်ချလာပေးပါလေဆရာအရေးကြီးတာတွေဆိုရင်ကျွန်တော်အခန်းပေါ်မှာမှတ်လာမှာပါနောက်ပြီးမမျက်မြည်ရလဲ အရေးကြီးရင်ပြောဖို့ဟင်ဒီလိုနဲ့ရိုးရိုးတော့မရဘူးဆရာဘလို့မှရမလဲကူကျမစားထားတာရှင်းဖို့ဘာကနောက်တော့ပါပတ်စံထဲမလာမိဘူးကြောင်းလာတတ်တော့ပြန်ပေးပါမယ်မမမီရသူ့ရှေ့ရှိရင်နွေးကွက်တွေရရင်နွေးကိုကုံအောင်တောက်လိုက်သည်ထို့နောက်ရင်နွေးထက်ထည့်ပြီးဆရာ ကြည်အေးဝတ္ထုတွေဖတ်ဘူးလားဖတ်ဘူးပါတယ်အများကြီးတော့မဟုတ်ဘူးပေါ့ကြည်အေးဝတ္ထုတွေထဲမှာမမြမီးဆိုတဲ့ဝတ္ထုကိုဖတ်ဘူးလားမဖတ်ဘူးဗျကျွန်တော်ကသိန်းဖေမြင့်ရဲ့မမြမီးပဲသိတာမမေစုထားတဲ့တာယာမဂဇင်းတွေကျမတို့အိမ်မှာအများကြီးပဲအမေကကြည်အေး crazy လေကြည်အေးဝတ္ထုတွေထဲမှာ မက်မြမီဆိုတဲ့ဝတ္ထုလေးတစ်ပုဒ်ရှိတယ်။အဲ့ဒီဝတ္ထုတွေကဇက်ကောင်မက်မြမီကိုသဘောကျပြီးအမေကကျမကိုအဲ့ဒီနာမည်ပေးလိုက်တာ။တိန်ဖေမြင့်ရဲ့မက်မြမီမဟုတ်ဘူးဆရာ။ကြည်အေးရဲ့မက်မြမီကျွန်တော်ကြည်အေးရဲ့မက်မြမီကိုမဖတ်ဘူးသေးဘူးဗျာ။ဖတ်ကြည့်ခြင်းလိုက်တာ။တွေ့သူကြီးတော့မဟုတ်ပါဘူးဆရာ။ဒါပေမဲ့ကြည်အေးထုံးစံတိုင်းမက်မြမီကို သူ့လိုပုံစံဖော်ထားပုံရတယ်။ ဆရာကျမသွားတော့မယ်ဥမာ PD ဆင်းတဲ့သူတွေတောင်ပြန်လာပြီအဲ့ဒီဝတ္ထုအကြောင်းဆရာစိတ်ဝင်စားရင်နောက်မှပြောပြမယ်လေကျွန်တော်စိတ်ဝင်စားပါတယ်မမမီကြည်အေးကိုလားမမမီကိုလားနှစ်ယောက်စလုံးပေါ့ဟုတ်ကဲ့ပါ ဆိုင်ဆရာတင်ညွန့်ရေးသားတဲ့မီးဆိုတဲ့ဝတ္ထုရဲ့အပိုင်း၃ခုကျွန်တော်ຫນွေလင်းဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ကြကြတဲ့တယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အိတ်စီတန်လိုရာပြေကြပါစေ။ကျေးဇူးတင်ပါတယ်။